မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ် စစ်ကောင်စီတပ်အရက်သားရီပေါ်အကြံဖတ်ကျူးလွန်မှုကုလလူခွင့်ရေးမဟာမင်းကြီးတတိပီးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မလ28ရက်ငလင်လောက်ခတ်ပြီးနောက်ပိုင်းအပြစ်ခတ်ရစဲထားပေမယ့်စစ်ကောင်စီကအရက်သားရီပေါ်ပြင်းထန်တဲ့အကြံဖတ်မှုတွေအဆက်မပြတ်ကျူးလွန်နေကြောင်းကုလသမဂ္ဂလူခွင့်ရေးဆိုင်ရာမဟာမင်းကြီးဖော်ကာထရက်ကမေလ9ရက်နေ့ကတတိပီးပြောကြားလိုက်ပါတယ်။ငလင်လောက်ခတ်ပြီးရနောက်အပြီးလ29ရက်နေ့ထိမြန်မာစစ်တပ်ကအ ਨੇ စုံတိုက်ခိုက်မှု243ကြိမ်ရှိခဲ့တယ်လို့ဆိုပါတယ်။ဒီရဲမှာလေကြောင်းတိုက်ခိုက်မှု190 က်တစ်ကြိမ်ပါဝင်ပြီးအရက်သား200ကျော်တည်ဆောင်းခဲ့ပါတယ်။တိုက်ခိုက်မှုအများစုစစ်ကောင်စီနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့နှစ်ပတ်အပြစ်ခတ်ရစဲကြောင်းကြီးညာပြီး AP လာ၂ရက်နေနောက်ပိုင်းမှာဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။ကုလမဟာမင်းကြီးဘော်ကထက်ကမြန်မာနိုင်ငံမှာပြည်သူတွေအစာအသောက်ရှိနေနေစရာလိုအပ်နေပြီးငြိမ်းချမ်းရေးနဲ့ကာကွယ်မှုလည်းမရှိမဖြစ်လိုအပ်နေပါတယ်။ဒီအချိန်ဟာပြည်သူတွေရဲ့လူခွင့်ရေးနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်တွေကိုဦးစားပေးဖို့နဲ့နိုင်ငံရေးအချက်အလက်ကိုငြိမ်းချမ်းတဲ့နည်းနဲ့ဖြေရှင်းရမယ့်အချိန်ဖြစ်ပါတယ်။ စစ်အင်အားတွေမှာအချင်းအီအရင်းအီမြုပ်နှံမဲ့အစားမြန်မာနိုင်ငံမှာဒီမိုကရေစီပြန်လည်ထူထောင်ရေးနဲ့တရားဥပဒေစိုးမိုးရေးပေါ်အာရုံစိုက်တဲ့နယ်လို့ပြောပါရတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့မတရားမှာပုံကျဲလို့တအုပ်သေးဆုံးပြီး၄ဦးထဏ်ရန်ရတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမတရားမျိုးနဲ့ရွာရန်ရှင်ရွာကိုမေလာ၃ရက်ညနေပိုင်းကပုံကျဲတိုက်ခိုက်လို့အမျိုးသမီးတအုပ်သေးဆုံးပြီးနောက်ထပ်၄ဦးထဏ်ရန်ရတယ်လို့ဒေသခံတွေကပြောပါရယ်။အသက်25နှစ်အရွယ်အမျိုးသမီးတအုပ်သေးဆုံးခဲ့ပြီးအသက်18နှစ်အရွယ်အမျိုးသမီးတအုပ်အသက်30အရွယ်အမျိုးသမီးတအုပ်အသက်50အရွယ်အမျိုးသမီးတအုပ်နဲ့နောက်ထပ်အသက်50အရွယ်အမျိုးသားတအုပ်တို့ထဏ်ရန်ရခဲ့ပါရယ်။တထအုပ်လီတက်ကနေလာရောက်ပုံကျဲတိုက်ခိုက်တာလို့ဒေသခံ တဦးကပြောပါရင်တတဦးကတက်လာတဲ့ဂျက်တိုင်လင်းရင်နဲ့ပုံကျဲတာတည်ဆုံသွားတဲ့အမျိုးသမီးနဲ့ဒဏ်ရာရတဲ့အမျိုးသားတို့ကတာဖတ်တော်တယ်စစ်ကောင်စီတပ်ကလေကြောင်းကနေမကြာခဏတိုက်ခိုက်နေတာကြောင့်ဘုံခုချင်းတွေတူထားဖို့ဒေတာအခြေဆိုင်ပြည်သူ့ကာကွယ်တပ်တွေကတိုက်တွန်းထားပါရင်ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်စောမင်းထွန်းကိုဆက်သွယ်ခဲ့ပြီးမြဲအကြောင်းမပြန်ပါဘူးကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးဖော်ကထက်ကလည်းမြန်မာနိုင်ငံမှာငလင်လောက်ခတ်ပြီးရဲ့နောက်စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်အရသား200ကျော်တိဆုံ ်းခဲ့တယ်လို့မေလ၂ရက်နေ့မှာပြောဆိုခဲ့ပါတယ်။ စစ်ကောင်စီအနေနဲ့အရက်သားတွေနဲ့အရက်သားပိုင်နဲ့အဆောင်တွေကိုပြစ်မှတ်ထားတိုက်ခိုက်နေရတွေကိုရပ်ဖို့အရေးကြီးတယ်လို့သူကပြောပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ဝမ်တွင်းမြို့နယ်မှာစစ်တပ်ကတင်ရက်တဲ့လူငယ်ယာချီကိုပေါ်တာဆွဲဖမ်းဆီးကငွေဖြင့်ရွေးနိုင်သူများပြန်လွတ်ပြီးမရွေးနိုင်သူတွေကိုစစ်သားစုဆောင်ရေးတပ်ကိုပို့ဆောင်နေအကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းဝမ်တွင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကတင်ရက်ထဲမှာလူငယ်၂၀၀နီးပါးကိုပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဒေသခံပြည်သူတွေကပြောပါတယ်။မနေ့ကမေလ၂ရက်နေ့မှာမြို့ပေါ်ဈေးလာတဲ့လူငယ်များပါဝင်အနီးပတ် ဝင်ခြင်းရှိခြင်းရွာများမှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးသွားတာဖြစ်ပြီးဖမ်းဆီးခံရသူတွေကိုထွေးအုပ်ရုံးကိုခေါ်ဆောင်သွားကြဝမ်းတွင်းမြို့မှာဖမ်းဆီးခံရသူတွေကိုငွေကျပ်350မှ300တရာထီတောင်းကပြန်ရွေးခိုင်းနေပြီးမရွေးနိုင်သူတွေကိုတထဲကိုပို့နေကြောင်းဒေသခံပြည်သူတွေစီကသိရပါတယ်။ဝမ်းတွင်းမြို့နယ်ဒီမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကခြင်းရွာတွေအိမ်ထဲတွေထိပေါ်တာဆွဲတာတွေပုံမုံလုံးဆောင်လာတယ်လို့ဆိုင်ကဲနှစ်ယောက်စီးသူမှန်သမျှဖမ်းဆီးသွားတယ်။ဈေးနှစ်တရက်ထဲမှာတင်လူနေရာနီးပါးပေါ်တာဆွဲခံရတယ်လို့ဒေသခံပြည်သူတအုပ်ကပြောပါတယ်။ဒ အပြင်ပေါ်တာဆွဲခံရသူတွေကိုမိသားစုဝင်တွေကကြက်သိန်း90မှာကြက်သိန်း100အထိပေးကပြန်ရွေးနေရကြောင်းဒေသခံပြည်သူတွေစီမသိရပါတယ်ပြန်မြွေးနိုင်တဲ့လူငယ်တွေကိုစစ်မှုထမ်းဖို့မိတီလာအမှတ်133အမြောက်တပ်ကိုပို့ဆောင်လိုက်တယ်လို့ဒေသခံပြည်သူတောင်ကသတင်းဌာနကိုပြောပါရင်အကြံဘက်စကောင်စီကအခုမေလအတွင်း စစ်မှုထမ်းအပတ်စဉ်ဆက်တောင်းကိုဖွင့်လှစ်မှာဖြစ်ပြီးရခိုင်နှစ်မီလာကလေးကစစ်မှုထမ်းအပတ်စဉ်တွေကိုဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့စစ်ကောင်စီဗဟိုဘဏ်ကကန်ဒေါ်လာ38တန်းထပ်ရောင်းချပြီးမယ်လို့ဆိုတော့လေဆက်တောင်းစီစီတက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီဗဟိုဘဏ်ကနိုင်ငံသားငွေကြေးစည်းကွက်မှာတဆင့်၎င်းတို့သတ်မှတ်စည်းနဲ့ဆက်တောင်းစီလုပ်ငန်းရှင်များကိုအမေရိကန်ဒေါ်လာ38တန်းထပ်မှန်ရောင်းချပြီးမယ်လို့ပြီးခဲ့တဲ့မီလာ30ရက်နေ့က၎င်းဗဟိုဘဏ်ရဲ့ကြေညာထားချက်တွေရသိရပါတယ်။ဆက်တောင်းစီစီကြာစင်းစေဖို့စစ်ကောင် င်စီကအဲ့ဒီလိုနိုင်ငံသားငွေများထုံရောက်ချပေးနေတော့လဲပြည်တွင်း73စီစင်းလုံးများမှာကြာစင်းခြင်းမရှိဘဲဆက်လက်မြင့်တက်လာကြောင်းအဲ့ဒီဈေးကွက်အတွင်းမှာတည်ရပါတယ် ပြီးခဲ့တဲ့လအတွင်းတစ်ကြိမ်ကြာဆင်းပြီးနှစ်ကြိမ်ပြန်မြင့်တက်ခဲ့တဲ့ဆက်သုံးစီစဉ်နှုန်းတွေကအခုမေလအတွင်း octane 92တလီတာကို80ကျပ် octane 95တလီတာကို85ကျပ်ရိုးရိုးဒီဇယ်တလီတာကို35ကျပ်နဲ့အစင်းမြင့်ဒီဇယ်တလီတာကို45ကျပ်အစရှိသဖြင့်ထပ်မံမြင့်တက်လာကြောင်းသိရတယ်။စစ်ကောင်စီက AB တလအတွင်းဆက်သုံးစီလုပ်ငန်းရှင်များထံစုစုပေါင်းကန်ဒေါ်လာ148တန်းထုတ်ရောင်းချပြီးမဲ့အကြောင်း၄ကြိမ်ကြီးညာကတ်ထုတ်ပြန်ခဲ့တယ်။ပြီးခဲ့တဲ့ AB လ၄ရက်မှာ American ဒေါ်လာတန်း30 AB လ16ရက်နေ့မှာကန် ်ဒေါ်လာ55တန်ဣပိလာ22ရက်နေ့မှာကန်ဒေါ်လာ25တန်နဲ့ဣပိလာ30ရက်နေ့မှာကန်ဒေါ်လာ38တန်စသဖြင့်ထုတ်ရောင်းပြီးမယ်လို့စက်သုံးစီလုပ်ငန်းရှင်တွေထံနိုင်ငံသားငွေကြေးစည်းကွက်မှတစင်ထုတ်ပြန်ကြေညာထားပါတယ်ကျွန်တော်တို့အတွက်ဈေးကြရင်တော့ပိုကောင်းတာပေါ့ကာခရှော့ယူလို့ရတယ်စီစည်းတက်တော့မကောင်းဘူးပေါ့ကာခထက်တက်ပြီးယူရတာပေါ့အဲ့ဒီတော့ ဆွဲမကောင်းရတဲ့ကြားတဲ့ပုံမကောင်းမှုပေါ်လို့ရန်ကုန်မြို့ကအသက်35နှစ်အရွယ်ရှိအငားရှင်မောင်မျိုးသားတအုပ်ကပြောပါရယ်ဒါအပြင်ရှင်ပိုင်ရှင်မျိုးသားတအုပ်ကလည်း73စီစင်းလုံးများကြာစင်းစီလို့တော့လဲစီမပြတ်လက်ရင်ကိုပုံမလိုလားတယ်လို့ပြောပါရယ်စီကဈေးကြီးတာတန်းမရတာကပိုဆိုတဲ့အလုံးလေးတည်နေရပဲနိုင်ပေါင်းများစွာကြောင့်73စီတဝရတဲ့ဒုက္ခတော်တော်လေးဆိုပါရယ်အခုတော့အဲ့ဒီလိုမဖြစ်သေးတာပဲတော်ပါသေးတယ်လို့ရန်ကုန်မြို့ကအသက်40ဝန်းကျင်ရှင်ရှင်ပိုင်ရှင်မျိုးသားတအုပ်ကပြောပါရယ်ဒါအပြင်ကမ္ဘာရှင် နံစိန်စည်းကွက်အတွင်းရေနံစိန်စည်းနှုန်းများမှလည်းဆက်လက်ကျဆင်းနေပြီးအေဒီလာနောက်ပိုင်းကတည်းကကမ္ဘာသုံးရေနံစိန်အမျိုးအစားဖြစ်တဲ့ Branca ရေနံစိန်တစ်စီလင်းအမေရိကန်ဒေါ်လာ2ဒေါ်လာကျော်နဲ့ WID တစ်စီလင်းဒေါ်လာ 4ဒေါ်လာခန့်ထပ်မံကြဆင်းကြောင်းသိရပါတယ်။မနီကမီလာ3ရက်73စီးဈေးကွက်အတွင်း Optane 92တလီတာနဲ့2885ကျပ် Optane 95တလီတာကို2940ကျပ် UU Diesel တလီတာကို2480ကျပ်နဲ့အစစ်မြစ် Diesel တလီတာကို3055ကျပ်ဈေးရှိကြောင်း73စီးဆိုင်ကြီးများကနိုင်စင်ထုတ်ပြန်တဲ့ဈေးနှုန်းညသိရပါတယ်။ဒီကနေ့ကမ္ဘာရှင်နှန်းစိမ့်ဈေးကွက်အတွင်းကမ္ဘာ3ရှင်နှန်းစိမ့်အမျိုးအစားဖြစ်တဲ့ Brand Cash ရှင်နှန်းစိမ့်တစ်စီးကို American Dollar 64ဒေါ်လာနဲ့ WID တစ်စီးကို 59ဒေါ်လာဈေးရှိကြောင်းသိရပါရယ်။နောက်ထပ်တပုံးနီနဲ့ပခုတ်ကူမျိုးနဲ့ညောင်ပင်လရွာရှာကင်းတဲ့ကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေတိုင်းပခုတ်ကူမျိုးနဲ့ညောင်ပင်လရွာရှာကင်းတဲ့ကိုစံဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသတွင်သတင်းရင်းမြစ်တွေကပြောပါရယ်။မေလ၄ရက်နေ့နေ့လယ်၁၂:၅မိနစ်ခန့်မှာပခုတ်ကူမျိုးနဲ့မြိုင်မျိုးနဲ့အဆက်ရှိညောင်ပင်လရွာရှာကင်းတဲ့ကိုအစံဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါရယ်။အစံဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက် မှုတွင်ပြည်သူများထိခိုက်မှုမရှိတော့လဲရာခင်းများထိခိုက်ပျက်စီးမှုရှိကြောင်းသိရပါတယ်။ပခုတ်ကူနယ်မြန်မျိုးနယ်အဆက်ကညောင်ပင်လာရွာအရှိမြောက်ဖက်ရာခင်းနယ်ကိုစစ်ခွေးတွေကလင်းရင်နဲ့ဘုံကျဲတိုက်ခိုက်သွားတာပြည်သူတွေထိခိုက်မှုတော့မရှိဘူးလို့ဒေသတွင်သတင်းရင်းမြစ်တွေကပြောဆိုကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။